ဆမ်မတူခဲတဲ့ညောင်ဆိုတာလွန်ခဲ့တဲ့အနည်း90ကျော်လောက်တကဒီဆမ်မတူဟာရှိခဲ့တာလက်ရရောအရသာရောကတော့ဒီပုံစံအတိုင်းပဲခဲတဲ့ညောင်ဆိုတာကတောင်ရင်းစံအစိမ်ကိုအုံးသီးနဲ့နဲ့ဝါးထဲမှာထည့်ထည့်ပြီးအပေါ်ကနေပြီးတော့ရေထည့်အုံးတို့ထည့်ငပြောပဲအုပ်ပြီးတော့ဖုတ်တာဝါးတွေကျတော့မိုးမိတ်ကဝဲတာသမီးပေါင်းနှင်းဝါပေါ့စိုက်တဲ့ဝါသုံးလို့မရဘူးသမီးပေါင်းနှင်းဝါပေါင်းနှင်းဝါပဲသုံးဝါငပြောပဲအုပ်လိုက်တာပေါ့မင်းနဲ့ဖုတ်တော့မှာမို့လို့ငပြောပဲနဲ့ထိတ်ကိုပိတ်တာ ဝါအစီအရသာအဲ့ဒီအရသာအကုန်လုံးကိုဒီထဲမှာနောက်ဆုံးပြီးမှအကုန်ဝင်လာပဲဒါခဲတဲ့ကြောင်တစ်ချောင်းရဲ့နောက်ဆုံးအဆင့်ရောက်သွားပြီဒါစီလောင်းပြီလားတရင်ကျော်ယာတိကျမယရတာယာတိအလိုက်ပဲဖုတ်ရောင်းတာနှစ်ပတ်လည်းမရောင်းဘူး ဆမတူခဲတဲ့ညောင်းကသမီးရေသတင်းချွတ်ယာတိကျမရတာယာတိအလိုက်ပဲဖုတ်ရောင်းတာနှစ်ပတ်လည်းမရောင်းဘူးဟိုပါဘောသမီးဆယ်လာပိုင်းကနေပြီးတော့ရောင်းလိုက်တာကတစ်လပိုင်းလောက်ထိပေါ့ကျန်တဲ့ချိန်လေးလည်းဒီလိုပဲပေါ့အော်ရာမိုင်ထထုတ်ပေးလာအဲ့ဒါမျိုးပေါ့သူပွဲတွင်းယာတိလေးလောက်ပဲသတင်းချွတ်ပွဲတွင်းယာတိလေးလောက်ပဲဦးလေးတို့ကပွဲသေးလိုက်ရောင်းတာဆမတူခဲတဲ့ညောင်းကတော့ဦးလေးတို့ရဲ့ ်ဦးလေးအဖေအကိုတွေလက်ထက်တက ပေါ့နော်လွန်ခဲ့တဲ့နှစ်ပေါင်း90ကျော်လောက်တကဆက်မတူဆိုတာဦးလေးတို့ပဲမန်းလေးတစ်မျိုးလုံးမှာခဲ့တဲ့ညောင်းမှာကဆက်မတူဆိုတာကဦးလေးတို့တယောက်သေးပဲဖိုင်ဘုတ်တစ်ခုတည်းပဲလုတ်ခဲ့တာဆိုင်ခွဲလည်းမရှိဘူးဟာလာဦးလေးတို့ကိုတိုင်ဖုတ်တယ်ကိုတိုင်ညောင်းတယ်ကိုတိုင်လှုပ်လှုပ်တယ်ဖေတို့ဦးလေးတွေလက်ထက်တကဦးလေးတို့အလဲကျတော့တဖြည်းဖြည်းနဲ့လက်ဆင့်ကန်းကန်သွားတာပေါ့ဒါပေမဲ့ဒီရတာဒီမူမပြတ်တမ်းပဲဆောင်ရွက်သွားတာပေါ့ဒါပေမဲ့ကုံစင်းတော့ကတော့ အဖေတို့လက်ထက်ကတစည်းဦးလေးတို့လက်ထက်မှာတစည်းပေါ့ကုံလေးကုံသေးနှုံးလေးတွေဟသွားတဲ့ပေါ်နိုင်မှာဈေးနှုံးလေးတွေမြင့်တက်သွားတာပဲရှိတာလက်ရရောအရသာရောပါတော့ဒီပုံစံအတိုင်းပဲအဲ့တော့ဒီဆမ်မတူခဲတဲ့ညောင်ဆိုတာလွန်ခဲ့တဲ့အနှစ်90ကျော်လောက်တကဒီဆမ်မတူဟာရှိခဲ့တာဦးလေးတို့ကအဖေတွေဦးလေးတွေရဲ့ဘလို့ကောမလဲအခုခေတ်မှာဆိုရင်အမွေကိုလက်ဆင့်ပြန်ကမ်းတာပေါ့ဦးလေးတို့ကလက်ဆင့်ကမ်းတဲ့လူတွေပေါ့ငါကတော့အုံသီးစားထဲတာပေါ့သမီးက ူကသူ့အထက်နဲ့သူလေးတစ်ထက်စီလာတရက်တရက်ကိုဥလေးတို့က၄၅၆ပြီလောက်လောက်ပါလေအချောင်းဆိုရင်အချောင်းကြီးရတော့80 85 90အဲသူကကောင်းကျင်းစံနဲ့အုံသီးနဲ့နှံ့တော့အောင်လို့တလွာစီတလွာစီလိုက်ပြီးတော့မှအနှံ့အောင်နယ်လိုက်တာအိမ်မှာရှိတဲ့မီတာစုလိုက်လုံးရတာပေါ့ဝါးဝါးဖြတ်တဲ့လူဝါးဖြတ်ဝါးဆေးတဲ့လူဝါးဆေးကောင်းကျင်းစံဆေးတဲ့လူဝါးဆေးအုံသီးခွဲတဲ့လူဝါးခွဲအုံသီးချစ်တဲ့လူဝါးချစ် အဲ့ဒါမျိုးပေါ့အ ਨੇ ဆုံးလူ3-4ယောက်လောက်လောက်ရတာပေါ့သမီးရကောင်းကျင်းဆန်ရေးစိမ့်ရေးစိမ့်ပြီးစကားနဲ့စစ်စစ်ပြီးတော့ကောင်းကျင်းဆန်ကိုအုံသီးနဲ့နဲနေပြီးတော့ဒါဝါးတဲ့ထဲတဲ့အစင်းရောက်ပြီးဝါးတဲ့ကျတော့မိုးမိတ်ကဝဲတာသမီးပေါင်းနေဝါပေါ့ကြိုက်တဲ့ဝါတုံးလို့မရဘူးသမီးပေါင်းနေဝါပေါင်းနေဝါပဲတုံးဝါပေါင်းနေဝါနဲ့ဖုတ်တာကကျတော့မွေးတယ်လေသမီးခဲတဲ့ညောင်မှာအနံ့ပေါင်းနေမွေးတယ်ဟိုဝကတ်ထရန်ရက်တဲ့ဝါးတွေကျတော့ရေစော်တွေနံ့တယ်လေသမီးဒါမလန့်ကြအောင် နွားနှုတ်နဲ့မလိုက်နဲ့နှုတ်စိမ်းနဲ့ဖုတ်တာတရားမလိုက်ကြောင်းဒါကကျတော့အုံနှုတ်အုံသီးစီရိုးရိုးကြောင်းဒါကကျတော့ရှဲ့ကြောင်းပေါ့ဒါမလိုက်ဘက်တွေနဲ့နေနေတာနှုတ်ကိုချက်ပြီးတော့မလိုက်ကိုယူမလိုက်ကိုဆဲပြီးတော့မလိုက်ဘက်တွေနဲ့မလိုက်ဘက်တွေနဲ့ကောင်းချင်းဆန်နဲ့အုံသီးနဲ့နေနေတာနှုတ်ကကျတော့ကိုယ့်ကိုယ်ပဲချက်တာအစိမ့်မဲကူလေးတို့ကတရားမတုံမှုမလိုက်ကြောင်းမှလည်းတရားမတုံမှုအုံသီးအုံနှုတ်စီမှလည်းတရားမတုံမှုကူလေးတို့က

။ဆရာလည်းသူကဝါအပြည့်လိုက်ရတာ။မန္လေးရဲ့အခေါ်နှုံးပေါ့ခဲတဲ့ညောင်ဆိုတာတော့ဒါပေမဲ့တချို့နယ်တွေကကြတော့ပေါင်းနှင်းလဲခေါ်တယ်ဝါးချီတော်လဲခေါ်တယ်ပေါ့နော်။အမီဒါပေမဲ့ဦးလေးတို့စီရထွက်တဲ့ခဲတဲ့ညောင်နဲ့ပေါင်းနှင်းနဲ့ဝါးချီတော်နဲ့ကအရသာလဲကွာတယ်။နော်လုံနီးလုံဟန်နေလဲကွာတယ်။ဦးလေးတို့ဒီမြို့ပေါ်ကတော့ဒီမန္လေးမှာတော့ခဲတဲ့ညောင်ပဲခေါ်တာ။ ခဲတဲ့ညောင်နဲ့ကောင်းချင်းချီတောင်းနဲ့ကျတော့မတူဘူးနော်သမီးဘာလို့လို့ဆိုလို့ရှင်ခဲတဲ့ညောင်ဆိုတာကကောင်းချင်းနဲ့အစိမ်ကိုအုံးလေးနဲ့နဲ့ွားထဲမှာထည့်ထည့်ပြီးအပေါ်ကနေပြီးတော့ရေထည့်အုံးတို့ထည့်ငပြောပဲအုပ်ပြီးတော့ဖုတ်တာကောင်းချင်းချီတောက်ကကျတော့သူကပေါင်းဝဲထဲမှာထည့်ပြီးတော့ပြုတ်တာပြုတ်ပြီးတော့မှသူကဒီဟွာထဲကိုွားထဲကိုပြန်သွတ်တာအခုကျတော့သမီးသူ့ကိုဟွာပေါ့ငပြောပဲအုပ်လိုက်တာပေါ့ ဘာအတွက်ဥတာအောင်ဆိုတော့သူ့ကိုဖုတ်တော့မှာလေမီးနဲ့ဖုတ်တော့မှာမို့လို့ပိတ်တာပေါ့ငပြောဘက်နဲ့ထိတ်ကိုပိတ်တာအဲအနံ့အနံ့မွေးတာလေငပြောဘက်ကပုံမွေးတာအနံ့ကောင်းတယ်ဒါပြီးရင်သူ့ကိုမီးပေါ်ပေါ်တင်တော့မယ်လေသူတို့ဖုတ်တော့မယ် ငတ်သွားပြီနော်ပြတ်သွားပြီဟုတ်ဒီရကြတော့နောက်ဆုံးအဆင့်လားပြောပြပါဦးနောက်ဆုံးအဆင့်ပါဗျာနောက်ဆုံးအဆင့်ဆိုတော့ဒါကကောင်းချင်းနဲ့ဝါတဲ့အုံဒီတဲ့ဒီဝစီနဲ့နေပြီးတော့အရသာကိုပို့ရဲ့အချိန်ဒါနောက်ဆုံးမီးဆိုတော့ဟိုတော့မလာတော့ဟိုသူ့ကိုဖက်လဲဖြုတ်ပြီးသွားပြီးပြီငါလည်းနှက်ထားပြီးပြီဒီဝစီနဲ့နေပြီးတော့အရသာကိုပြန်ယူတဲ့အချိန်ဒီဝါရဲ့အရသာတရင်ကျွတ်ဝါရဲ့အရသာ ခက်ကရေခမ်းသွားတာနဲ့ဖြုတ်တာဘယ်လိုပြောမလဲသူများလာဝယ်တဲ့အချိန်မှာခွာယူလိုက်တယ်အမိုက်ဆာအမိုက်ဆာပေါ့အဲအမိုက်ဆာနဲ့ပြန်ရှို့ပြီးတော့မှဖုတ်တာဖုတ်ရင်းနဲ့ဒီကဝကြောနဲ့ဖုတ်တာနဲ့ဒီနောက်ဆုံးမီးတင်တဲ့အချိန်နဲ့ဒီဝမေးအရသာဝါအစီအရသာအဲ့ဒီအရသာအကုန်လုံးကိုဒီထဲမှာနောက်ဆုံးမီးမှာအကုန်ဝင်လာတယ် only only ပေါ့ C ပထမပိုင်းမီးတွေကတော့အများထက်ရအများများထက်ရတာပေါ့ဒါနောက်ဆုံးမီးကြတဲ့အခါကျတော့မီးပါလေးနဲ့လုံးဝနှက်လိုက်တော့တာပေါ့။ကောင်းငင်းကကြက်မကြက်ကဖက်မဖြုတ်ခင်မှာသူကအပေါ်အခိုးလေးတွေလိုက်လာတော့ငါကဒါကကြက်နေပြီဆိုတာဦးတို့ကအဖြေပေါ်သွားပြီလေ ခဲနဲ့ညောင်ဖုတ်တဲ့အိမ်ကတော့30ခွန်86လမ်းမှာဥလေးတို့ကနေတဲ့အိမ်ကပေါ့အဲ့မှာဖုတ်ပြီးလို့ဆိုရင်ဥလေးတို့ကဒီမှာ28လမ်း80လမ်းတောင်းမှာပဲအများတန်းညောင်တာဒါကခဲနဲ့ညောင်တစ်ချောင်းရဲ့နောက်ဆုံးအဆင့်ရောက်သွားပြီဒါစီလောင်းပေးတာစီရသူ့ကသူစိတ်ဝင်သွားတာသူ့စီရစိတ်ဝင်သွားတော့ထိလိုက်ပေးရတယ်အဲခုနရေထဲသလိုပဲသူ့ရဲ့စိတ်ဝင်တယ်လို့ထက်ပြီးနောက်ကနေထက်ထက်ပြီးလိုက်လိုက်ပေးရတယ်ဒါပထမတစ်ခါလောင်းပြီးတဲ့စီတွေကိုထုတ်သွားတော့ဒါဒုတိယတစ်ခေါက်ပြန်လိုက်တာပေါ့ နောင်လဲအားပေးပါဦးလို့အထူးကျေးဇူးတင်ပါတယ်လို့နော်လှုပ်တဲ့နေရာမှာလဲလက်လက်ဆက်ဆက်တန်းတန်းရှင်းရှင်းလှုပ်သွားတာပါလို့နော်လူမျိုးမျိုးဘာသာမျိုးတုံးဆောင်နိုင်ပါတယ်တုံးဆောင်တဲ့လူတွေအားလုံးကိုလဲကျေးဇူးအထူးတင်ပါတယ်